ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်ငကားတွင်းရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ရန်ကားပစ်ခတ်လို့ဒေသခံပြည်သူနှောက်ဦးတေဆုံးကရှေ့ဦးတန်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခရဲမှာလူပြက်ခင်းလိုက်တဲ့ဒိန်းအောင်တို့ပါဝင်တဲ့စစ်ကောင်စီအုပ်စုရဲ့ပျော်ဝဲရှင်ပွဲပြုလုပ်နေတဲ့အချိန် လုံခြုံရေးအတွက်ဆိုပြီးတော့စစ်ကောင်စီအုပ်စုကမေလ22ရက်နေ့ညနေ4နာရီကျော်ကနေပြီးတော့ည9နာရီကျော်အထိမြို့ရဲ့ပတ်ပတ်လဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာလို့သိရပါတယ်စစ်ကောင်စီအုပ်စုဟာမုံရွာမြို့ပေါ်နဲ့မြို့ပတ်လဲကအထိုင်းစခန်းတွေဂိတ်တွေကနေပြီးတော့လက်နက်ကြီးတွေနဲ့ရန်ကားပစ်ခတ်ခဲ့တာဖြစ်ပြီးမအူဂိတ်ကပစ်ခတ်တဲ့လက်နက်ကြီးတွေဟာမြို့ရဲ့တောင်ဘက်ပိုင်းကနဂါရွင်ကြီးရွာတဲကို6လုံးအထိကြာရောက်ပေါက်ကွဲပြီးတော့ပြည်သူတွေတိုက်ဆုံးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကသတင်းပေးဖို့ပြောကြားထားပါတယ် ဘာတိုက်ပွဲမှမရှိပါဘူးဘာမှလှုပ်ရှားမှုမရှိဘဲနဲ့လက်နက်ကြီးတွေနဲ့ရန်ထူတာရွာကန်တွေကတောကအပြန်အလုတ်ကအပြန်ရေချိုးမိုးချိုးပြီးတချို့လဲခမင်းစားတော့နားနေတဲ့အချိန်ရုတ်တရက်ကြီးလက်နက်ကြီးတွေကြလာတာရှောင်းချိန်မရလိုက်ဘူးလို့ဒေသခံတို့ကပြောပါတယ်ငကားတွင်းရွာရွာလေရက်ကိုလက်နက်ကြီးနှလုံးနဲ့အမတ်တွေရက်ွက်ကိုလက်နက်ကြီး၄လုံးကြောက်ရောက်ပောက်ွဲပြီးတော့ရွာကန်အသက်40ဝန်းကျင်အရွယ်အမျိုးသမီးနဲ့အမျိုးသားတို့နှစ်ဦးသေဆုံးကရှေ့ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တချို့ကတော့အသက်အန္တရာယ်ဆိုးရင်ရတယ်လို့ငကားတွင်းရွာကန်တို့ကပြောပြထားပါတယ် သေဆုံးတဲ့ဒဏ်ရာရရှိသူတွေဟာတာမန်လက်လုံလက်စားရွာကန်ပြည်သူတွေဖြစ်ပြီးတော့ကြံရည်သူမိသားစုစားဝတ်နေရေးနဲ့စေဝါကုသရေးအတွက်အခုညီတွေလိုအပ်နေတယ်လို့ကုညီသူတွေကပြောပါတယ်လက်နက်ကြီးတွေကြောက်ရောက်ပောက်ကွဲပြီးတော့ငကားတွင်းရွာကပြည်သူတွေဝရုံသုံးကနဲ့ထွက်ပြေးနေရတယ်လို့ပြောပါတယ်မုံရွာနမခအတွင်းလူပြက်ခင်လိုင်းနဲ့ဒိန်းအောင်တို့ကစစ်ကောင်စီအုပ်စုကိုဖျော်ဖြေနေတဲ့အချိန်လုံခြုံရေးအတွက်ဆိုပြီးတော့မုံရွာမြို့ပတ်ပတ်လဲမှာစစ်ကောင်စီအုပ်စုကလက်နက်ကြီးတွေနဲ့ရန်ကားပစ်ခတ်ခဲ့တာဖြစ်ပြီးမုံရွာနယ်မှာသာမကား ဘူးတလင်းတွေကကြေးဝါးတွေတဲကိုလည်းလက်နက်ကြီးတွေကြားရောက်ပောက်ကွဲခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ